ဓမ္မချစ်ခင်သူတော်စင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီကနေ့မှာတော့ဦးဇင်းတို့အားလုံးသောဓမ္မချစ်ခင်သူတော်စင်များဘုသူတရရှိဖို့အတွက်ဘုသူတတူဝါစီဖို့အတွက်ဗီဒီယိုဖိုင်လေးတစ်ပိုင်းပြုလုပ်ပြီးတော့ဦးဇင်းပြသပေးမှာပဲဖြစ်ပါတယ်ပြသပေးမယ်ဗီဒီယိုဖိုင်လေးကတော့အခုဒီမှာဘေးမှာမြင်တွေ့နေရတဲ့သင်္ကန်းအစိမ်းရောင်ဝတ်ထားတဲ့ ဆရာတော်အလုံးတိပိတာဖြစ်မှာပါ။မိုင်မုန်းဆရာတော်ဘုရားကြီး။အဲ့ဒီမိုင်မုန်းဆရာတော်ဘုရားကြီးသင်္ကန်းအစိမ်းရောင်ဝှက်ထားတာနဲ့ပတ်သက်ပြီးတော့ဒါ లైన్ ပေါ်မှာသူ့ရဲ့ဒီဗီဒီယိုဖိုင်နဲ့အတူပေါ့တင်ကြတယ်ပေါ့။စာလေးတွေရေးပြီးတော့တင်ကြတယ်မျိုးမျိုးလဲဝေဖန်တာတွေတွေ့ရတယ်ပေါ့။မိုင်မုန်းဆရာတော်ဘုရားကြီးကနေပြီးတော့နှက်စိမ်းဆရာတော်ဘုရားကြီးဖြစ်သွားပြီလား။တချို့လဲဒီလိုရေးကြတယ်ပေါ့။ တချို့ကြတော့လည်းပဲထေရဝါဒဆိုင်ဘုအောက်ကထေရဝါဒဆိုင်ဘုအောက်မှာသင်္ကန်းအစင်းရောင်နဲ့ဆရာတော်မြင်ဖူးပြီးသွားပြီဆိုပြီးတော့လည်းပဲဒီလိုလဲရေးကြတယ်ပေါ့မျိုးမျိုးပါပဲရေးတတ်ပြီးတော့တင်ကြတယ်ကောမန့်ဒီမှာလည်းပဲဒါဝေဖန်ကြတယ်ပေါ့အမျိုးမျိုးပေါ့အဲ့တော့ဒီဗီဒီယိုပိုင်းနဲ့ပတ်သက်ပြီးတော့ဦးစင်းတို့ကဒါအမှန်အမှန်ကိုသုံးသပ်ပြပြီးမှဖြစ်ပါတယ် ုံးသက်ပြတယ်ဆိုတဲ့နေရာမှာဒီတခါတော့ဒီပါဇက်နဲ့မဟုတ်ပဲနဲ့ဥစဉ်တို့ဒီဗီဒီယို editing ဝိပညာနဲ့ပေါ့ဥစဉ်တို့လည်းဒီဗီဒီယိုဖိုင်ကိုမြင်နေရဒါဟာအစိမ်းအောင်ဝတ်တာတော့မဟုတ်တော့ဘူးလို့ဥစဉ်ကတော့ဒီလိုပဲမြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဥစဉ်တို့ဗီဒီယို editing တွေလုပ်နေတာဆိုတော့ဒီကာလာနဲ့ပတ်သက်ပြီးတော့အသုံးပြနေတာဆိုတော့ဒါဥစဉ်တို့ညံပြီးတလောက်တိတလောက်ကတော့ ဒါဗီဒီယိုအက်ဒီတင်ပဲဖြစ်မှာပဲလို့ဒီလိုလေးပဲဥစဉ်ရတော့ထင်ပြီးမြင်မိတယ်ဗောတိုးတော်လေးပဲဝေဖန်ရေးသားကြအရှင်မြင်လွဲကြတဲ့ဥစဉ်တို့ဓမ္မချစ်ခင်သူတော်ရှင်များဒါအမှန်တရားလားအမှားလားဆိုတာကိုဒါဝေဖန်ပိုင်းခြားနိုင်အောင်ဗောဥစဉ်ကနေပြီးတော့ပြသပေးမှာဖြစ်ပါတယ် ဦးစင်းကလည်းပဲပြသပြီးတော့ဒါဟာမားပါတယ်ဒါဟာမှန်ပါတယ်လို့အတိအကျကြီးဦးစင်းကဆုံးဖြတ်ပေးမှာမဟုတ်ပါဘူးကိုပိုင်ညာနဲ့ကိုဘတာကိုဆုံးဖြတ်ပေါ့ဒီလိုလဲဖြစ်နိုင်တယ်ဆိုတာကိုဒါဦးစင်းကပြသပြီးမှာဖြစ်ပါတယ်ဒီကနေ့ခေတ် line ပေါ်မှာမြူးမြူးတွေ့ရတယ်ပေါ့တချို့ကအမားကို အမှန်လို့ဒီလိုထင်ကြတယ်တချို့ကြတော့လည်းပဲအမှန်ကိုအမားလို့ထင်ကြတယ်ခက်ကလည်း AI ခက် တချို့ဘူးတုဒ်မရှိဘူးတုဒ်နေပါတဲ့သူတွေကြတော့ AI နဲ့လှုပ်ထားတာကိုအဟုတ်အစ်စ်မှန်လို့ဒီလိုထင်သွားမြင်သွားတာတွေလည်းရှိတယ်ပေါ့တချို့ကြတော့လည်းပဲအဟုတ်အစ်စ်မှန်ကို AI ဆိုပြီးတော့လည်းပဲပြောနေကြတယ်ပေါ့နော်ဒါအမျိုးမျိုးတွေ့ရတယ်ပေါ့အဲ့တော့ဒါဘူးတုဒ်ရှိဖို့လိုတယ်ဘူးတုဒ်ရှိဖို့လိုတယ်ဆိုတာဒါကိုပြောတာပါပဲဘူးတုဒ်ရှိတော့ကိုကဝေဖန်နိုင်တယ်တုံ့တက်နိုင်တယ်ပေါ့ ကိစ္စတစ်ခုကိုအစောတက်လျင်မဆုံးဖြတ်ဘူးဒါဖြစ်နိုင်မဖြစ်နိုင်ကိုယ့်ရဲ့ဘူတုဒ္ဒလေးနဲ့ဒါချင့်ချင်ပြီးတော့ဦးစင်းတို့အမှားလားအမှန်လားဒါဝေဖန်သုံးသပ်လို့ရတယ်ပေါ့နော်အဲ့တော့ဘူတုဒ္ဒမရှိလို့ရှိရင်တော့ဒါရန်တမ်းပြီးတော့အမှားလည်းအမှန်လို့ပြောရင်ပြောမှာပဲလေအမှန်လည်းအမှားလို့ပြောရင်ပြောမှာပဲအဲ့တော့ဒီကနေ့မှာတော့ဒီသင်္ကန်းအစိမ်းရောင်ဟာဝတ်ထားတာဟာတကယ်သင်္ကန်းအစိမ်းရောင်ဟုတ်မဟုတ်ဆိုတာကိုဦးစင်းတို့လေ့လာကြည့်မယ်ပေါ့ဗျာ ဲ့တော့သူ့ရဲ့ဗီဒီယိုဖိုင်လေးကိုဦးဇင်းတို့စဆုံနေနဲ့ကြည့်လိုက်မယ်။စက္ကန့်စက္ကန့်ရှိတယ်။ကဲဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲ အဲ့တော့ကြည့်လိုက်မယ်ပေါ့အစနေပြင်ကြည့်တဲ့အခါကျတော့ဓမ္မအစိမ့်အောင်ဝစ်ထားတယ်ဘေးကပုဂ္ဂိုလ်တွေကလည်းပဲဒါ၂ယောက်လောက်ဒီဘက်ကဆိုနည်းနည်းစိမ့်နေပေါ့ဒီဆရာတော်ဝစ်ထားတာလောက်မစိမ့်ဘူးဒီဘက်ကတော့တော်တော်ဖြော့တယ်အစိမ့်အောင်အဲ့တော့တခြားဘက်နေရာစိမ့်သေးလေဦးဇင်းတို့ကြည့်လိုက်တဲ့အခါကျတော့ဒီမှာပုံနေရာတွေမှာလည်းပဲနည်းနည်းလေးအစိမ့်အောင်လေးတန်းတာကိုတွေ့ရတယ်ပေါ့နော်နောက်ဒီမှာအခင်းမှာလည်းပဲဓမ္မလေးတွေနည်းနည်းစိမ့်တာလေးတွေတွေ့ရတယ်ပေါ့နောက်ဆရာတော်ဆောင်းတဲ့ခေါင်း เนาะခေါင်းစွန်လည်းပဲဒါစိတ်နေပေါ့ဒီဘက်ကတော့ဒီဘက်ကဝတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့ဒီခြုံတယ်ကတော့ဒါအစိမ့်နဲ့အဝါလေးအဝါဘက်လေးရောက်တယ်ဒါနဲ့စိမ့်သူလူလေးလည်းရှိတယ်ပေါ့နော်ရေထဲမှာစိမ့်နဲ့ပုဂ္ဂိုလ်က၂ယောက်၂ယောက်လောက်ပါတယ်ပေါ့ဆရာတော်ရဲ့ဘေးကနေပြီးတော့စိမ့်နဲ့ပုဂ္ဂိုလ်၂ယောက်ပါတာကိုသတိထားပြီးတော့ကြည့်လိုက်မယ်ပေါ့နော်နောက်ဆရာတော်ရဲ့ပခုံးတင်ရလည်းပဲအစိမ့်ပဲဝတ်ထားတဲ့ဒီတင်ကန်းလည်းအစိမ့်ပဲဒီခပတ်ကကြတော့ဒါ အစိမ်းအမဲတော်တော်ရင့်သွားတယ်ပေါ့အစိမ်းပါเนาะတော်တော်လေးရင့်ရင်လေးဖြစ်သွားတယ်ပေါ့အဲ့တော့ဗတိကတော့အမဲရောက်မှာပဲဟုတ်လားဗတိကတော့အမဲရောက်မှာပဲဂင်ထားဒါအခုလူသိများနေတဲ့မိုင်မှုဆရာတော်ဘုရားကြီးတင်ငန်းအစိမ်းအောင်ဝတ်တယ်ဆိုတဲ့ဗီဒီယိုဖိုင်လေးပေါ့တကယ်သူဝိနေကြတင်ကန်းအယောင်ကအဲ့အယောင်မဟုတ်ပါဘူး တကယ်ဆရာတော်ဘုရားကြီးဝင့်နေတဲ့သင်္ကန်းအယောင်ကဒီမှာဒီအဝါရောင်သင်္ကန်းဖြစ်တယ်ပေါ့ဒီမှာအဝါရောင်သင်္ကန်းဝတ်တယ်ပခုံးတင်ကြတော့အဝါမတင်ဘူးဒါတချို့နေရာတွေမှာလည်းပဲအဝါတင်တာရှိတယ်ပေါ့ဒီမှာတော့ဒါအညိုရောင်အနီရောင်တင်ထားတယ်ပေါ့ဒီမှာခေါင်းမှာအဲအဝါရောင်အပတ်နေပေါ့အဲ့တော့ဒီဗီဒီယိုပိုင်းလေးကိုဦးဇင်းတို့ကြည့်လိုက်မယ်နည်းနည်းသူလည်းပဲ16စက္ကန့်ပဲရှိပါတယ်။ ဲ့တော့ဗီဒီယိုဖိုင်လေးကဒါပါပဲအဲ့တော့ပြန်ပြီးတော့ကြည့်မယ်ဆရာတော်ဝတ်ထားတဲ့အယောင်ဟာအဝါယောင်ဖြစ်တယ်အဲ့တော့ဘေးရလိုက်တဲ့ပုဂ္ဂိုလ်၂ယောက်ရဲ့အယောင်ကလည်းပဲဒီမှာအဝါယောင်ဖြစ်တာကိုတွေ့ရတယ်ပေါ့နော်စောစောမှာဆရာတော်ရဲ့ဘေးမှလိုက်တဲ့၂ယောက်ကဆရာတော်စိမ့်သူလူသူတို့လည်းနည်းနည်းပါးပါးစိမ့်ကြတယ်ပေါ့ဒီမှာကတော့ဆရာတော်ဝါသလိုအဲဆရာတော်ရဲ့အနီးကလိုက်တဲ့၂ယောက်ကလည်းပဲဒါကပိယဖြစ်နေမယ်ပေါ့သူတို့လည်းပဲဒါအဝါယောင်ဝတ်ထားကြတယ်ပေါ့ ကျန်တာကတော့အယောင်ခွဲတွေပေါ့အဲ့တော့ဒါလေးကိုဦးစင်းတို့အဖြေရှာကြည့်မယ်ပေါ့ဒါကဆရာတော်ဝိနေကြဒါအယောင်မှန်ပေါ့ဒါအရင်ဒီယောင်တွေပဲဝတ်တယ်ပေါ့နော်ဦးစင်းတို့အဲသာသနာမှာယဟန်တော်များအဝါတို့အညိုတို့ဒီလိုဝတ်ကြတယ်ပေါ့ဒါကတော့အခုဆရာတော်နမည်ကြီးနေတဲ့အစိမ်းအောင်ဝတ်တယ်ဆိုပြီးတော့နမည်ကြီးနေတဲ့အယောင်ပေါ့နော်အဲ့တော့ ဒီយ៉ាងဟာတကယ်အမှန်အကန်ဆရာတော်အစိမ်းအောင်ဝတ်တာ ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကိုဦးစင်းတို့ဒါဗီဒီယိုဖိုင်လေးတစ်ဖိုင်ကိုပြသပေးပါမယ်ဓမ္မဦးစင်းသုံးနေကြဆော့ဝဲလေးဗီဒီယိုအက်ဒီတင်ဆော့ဝဲခေါ်တာပေါ့ဒါကဦးစင်းတို့အခုလိုတရားတော်တွေကို လွင့်တဲ့ခါမှာအတန်ဒီရုပ်တွေစာတန်းတွေထိုးတယ်အတန်ဒီရုပ်တွေပြင်တယ်ဆိုတဲ့ဒါဗီဒီယို edit တင်ပေါ့ဒါကတော့အသုံးပြုနေတဲ့အဲဓမ္မချင်းကသူတော်စင်များတက္ကရာကမများကတော့သိကြပါတယ်အဲ့တော့ဒီမှာဥစဉ်ဗီဒီယိုဖိုင်နှဖိုင်ကိုစောစောပြတဲ့ဗီဒီယိုဖိုင်နှဖိုင်ကိုဥစဉ်ဒီထဲထည့်လိုက်ပါပြီဒါကအစိမ့်ဝင်ထားတဲ့ဖိုင်နောက်တစ်ဖိုင်ကအဝါရောင်ဝင်ထားတဲ့ဖိုင်အဲ့တော့အစိမ့်ဝင်ထားတဲ့ဖိုင်ကိုဥစဉ်တို့ကာလာလေးကစားကြည့်မယ်ပေါ့ ာလာလေးချိန်ကြည့်မယ်ပေါ့ကာလာချိန်မယ်ဆိုတဲ့ခါကျတော့ဥစဉ်တို့ဆရာတော်ဝတ်ထားတဲ့ဒီမှာတင်ကန်းကိုလုပ်လေးလုပ်ပြီးတော့ဥစဉ်တို့ဒါလေးတွေကစားကြည့်လိုက်တဲ့ခါကျတော့ဟောအဝါရောင်ပေါ်လာပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒါအရင်ကဝတ်ထားတဲ့အရောင်မျိုးဖြစ်သွားပြီ ရောဝတ်ထားတဲ့အကြောင်းမျိုးဖြစ်သွားပြီ။ဒါဥစဉ်အကြံပြင်းလေးပေါ်တီချာလေးလေးချိန်လိုက်အောင်မနော်။ကဲဒါဆိုလို့ရှိရင်ဥစဉ်တို့အဝါရောင်လေးရသွားပြီပေါ့။အဲ့တော့ဒီအဝါရောင်အတိုင်းလာမယ်ဆိုလို့ရှိရင်တော့ဒါဘာမှဘလူးမဘာမှပြောမှာမဟုတ်ဘူး။ဆရာတော့ဝင့်နေကြအကြောင်းပဲပေါ့။ အဲ့တော့ဒီမှာပြောင်းသွားတာကစောစောကအစိမ်းအယောင်ကနေပဲအဝါပြောင်းသွားတာကျန်တဲ့အယောင်တွေကမပြောင်းဘူးပေါ့ဒီမှာကြည့်လိုက်အစဆုံးเนาะအကုန်လုံးအဝါဖြစ်သွားတယ်ပေါ့ပြီးတော့ဟိုတိုက်နေအောင်ကြည့်လိုက်ပေါ့စောစောကစိမ်းနေတဲ့တိုက်နေရင်ကအခုဒီဒါဒီတိုက်နေရင်ဒီလိုအယောင်မျိုးပဲအများစုကဦးဇင်းတို့တိုက်တယ်မှာတွေ့ရတယ်ပေါ့နော်ဆေးတုပ်တာဒီလိုအယောင်မျိုးလေးတွေ့တယ်ပေါ့ စောစောအရောင်ကကြတော့အဲဒီလိုရောင်မျိုးလေးဖြစ်နေတယ်ဒီလိုရောင်မျိုးလေးတုတ်တာမရှိလားဆိုတော့ရှိတော့ရှိတယ်ဦးဇင်းတို့တိတ်မတွေ့လူဘူးပေါ့နော်အဲ့တော့များသောအဖြစ်တို့ဒီလိုကြက်ကြက်ဦးအနည်းရောင်လေးခေါ်မလားမသိဘူးဒါလေးကလာတယ်လေအဲ့လိုမျိုးလေးတုံးကြတယ်ပေါ့အဲ့တော့အခုဒီမှာဆရာတော်ဖရာရဲ့အစိမ်းရောင်ဗီဒီယိုဖိုင်ကိုဦးဇင်းကနေပြီးတော့ပြန်ပြီးတော့ဒီ video editing software နဲ့ပြန်ပြီးတော့ဒါဖြစ်နိုင်မဖြစ်နိုင်ကိုဦးဇင်းတို့ color လေးကစားကြည့်တဲ့ခါကျတော့ဒါ မူရင်းအကြောင်းကိုဆရာတော်ဝိနေကြတင်ကန်းအကြောင်းကိုတွားပြန်ပြီးတော့တွေ့ရတယ်ပေါ့ဒါဆိုလို့ရှိရင်ဥစဉ်တို့နည်းနည်းပါးပါးစဉ်းစားလို့ရတယ်ပေါ့ဆရာတော်တင်ကန်းအစိမ့်ဝတ်တယ်ဆိုတာဖြစ်နိုင် မဖြစ်နိုင်ပေါ့အာဖြစ်နိုင်တယ်လို့ဥစဉ်ကတိကျပြောလို့တော့မရဘူးပေါ့မဖြစ်နိုင်ဘူးလို့လည်းတိကျပြောလို့မရဘူးပေါ့နော်ဒီကနေ့ခေတ်ကအထူးဆန်းတွေကလည်းတွေ့နေရတာဆိုတော့အဲ့တော့ကိုညံလေးနဲ့ကိုဘသာကိုပဲအဲဆုံးဖြတ်ကြည့်ကြပါဗျာနော် ဒါကအစိမ်းရောင်ကနေပြီးတော့ဒီလိုအစိမ်းရောင်ကနေပြီးတော့ဥစဉ်ကအဝါကိုချိန်လိုက်တာချိန်လိုက်တယ်လည်းအကုန်လုံးဝါတာမဟုတ်ဘူးเนาะကျန်တဲ့လူတွေမဝါဘူးဒီအစိမ်းရနေပဲအဝါပြောင်းသွားတာကျန်တဲ့တခြားအယောင်တွေကြည့်လိုက်เนาะဟိုပြောင်းလဲမှုမရှိဘူးပေါ့ဒူဒူချာချာဒီအစိမ်းရနေပြီးတော့အဝါပြောင်းသွားတာအဲ့တော့ဒါကတော့အခုဆရာတော်ဘုရားမိုင်မိုးဆရာတော်ဘုရားလိုင်းပေါ်မှာဟလာမိုင်မိုးဆရာတော်ဘုရားနေပြီးတော့နှစ်စိမ်းဖြစ်သွားပြီလားဒေတာဝရဆိုင်ပုတ်အောက်မှာ အဲတင်ကန်းအစင်ဝတ်တဲ့ကိုတော်ကိုမြင်ဘူးပြီဆရာတော်ကိုမြင်ဘူးပါပြီဆိုပြီးတော့ဒီလိုရေးပြီးတော့တင်ကြတဲ့ comment ဒီမှာလည်းပဲအမျိုးမျိုးအဲရေးကြတယ်ပေါ့အဲနောက်တစ်ခုကြတော့နောက်တစ်ပိုင်းကြတော့ဒီပိုင်းဒါကတော့သူ့ရဲ့ဒီကာလာမန်ပဲဒါကသူဝိနေကြအယောင်ဖြစ်တယ်ကာလာမန်အဝါယောင်ဒီယောင်ကဥစဉ်တို့ဒီထိုင်ဘက်ကဆရာတော်တွေဆိုလို့ရှိရင်ဝတ်တယ်ဒီလိုအဝါဝတ်ပြီးဆိုလို့ရှိရင်ဟိုတုန်းကဆိုလို့ရှိရင်ဒါထိုင်ဘုန်းကြီးထိုင်ဘုန်းကြီးဆိုပြီးတော့ဥစဉ်တို့ကိုခေါ်ကြတယ်ပေါ့ ဒါပိုးသင်္ကန်းဆိုလို့ချင်းတော်တော်ဝါဝါထင်းထင်းเนาะပြောင်ပြောင်ကြီးနေပေါ့အဲ့တော့အဲ့ဒီအဝါကိုဦးဇင်းတို့ကဘာလို့ကြည့်မလဲဆိုတော့စောစောလို့ပေါ့စောစောဗီဒီယိုဖိုင်လို့ပဲဒီအဝါကနေပြီးတော့ဦးဇင်းတို့အစိမ်းရောင်လေးချင်းကြည့်မယ်ပေါ့အဲ့တော့ဒီအဝါလေးပေါ့ဦးဇင်းတို့ဒီလိုကလစ်လေးထောက်ပြီးတော့ဒီမှာဦးဇင်းတို့ချိန်ကြည့်လိုက်မယ်ပေါ့လို့ချိန်ကြည့်လိုက်တဲ့အခါကျတော့ဒီမှာအစိမ်းရောင်ထွက်လာပြီပေါ့နော် ကျန်တဲ့ရောင်မပြောင်းဘူးအဝါရောင်အဝါရောင်ကာလာတွေပဲပြောင်းရတယ်ပေါ့အဲ့တော့ကျွန်တော်ပြန်ကြည့်မယ်ဒါလေးဆွဲပြီးတော့ကဲဒီမှာအစိမ်းရောင်နဲ့ဆရာတော်ဖြစ်ပါပြီဒါသူ့ပြီးမှလိုက်တဲ့ပုံကူဒီအဝါဝတ်ထားတဲ့ပုံကူဒီအကုန်လုံးစိမ်းရောင်ရတယ်ဒီမှာအနီဝတ်ထားတဲ့ဆရာတော်လေးမပြောင်းဘူးပေါ့နော်အဲ့တော့ဒါလေးကဦးဇင်းတို့ဗီဒီယို editing နဲ့အဖြစ်ရှာကြည့်တာပါမိုင်းမုန်းဆရာတော်ဘုရားကြီးတကယ်အစင်းဝတ်တာဖြစ်နိုင်ဤမဖြစ်နိုင်ဤဆိုတာပေါ့ ဒီမှာဝိနေကြအယောင်ဝတီအောင်အဲ့ဒါကိုဦးဇင်းတို့ကာလာလေးချင်းကြီးတဲ့ခါကြတော့အဝါကနေပြီးတော့ဒီလိုအစိမ့်ဖြစ်သွားတာကိုဦးဇင်းတို့တွေ့ရတယ်ပေါ့အခုနေဦးဇင်းဒီဗီဒီယိုဖိုင်လေးကိုလည်း line မို့တင်ကြည့်လိုက်ပါလားစောစောဖိုင်နေဆိုတာနှစ်ဖိုင်ပေါင်းသွားပြီးတော့ဟုတ်တယ်ဆရာတော်ဖျားကြီးကအစိမ့်နေဝိနေပြီဟလာတွေ့သည်မြအဝါဝိတ္တတွေအဲ့ဒီလိုအစိမ့်ပြောင်းပြီးတော့ light တင်ကြည့်ပါလားဒီဗီဒီယိုဖိုင်က လူကြည့်များတာပေါ့အခုခေတ်ပြောနေကြလူတွေပါလေ viewer ရှာတယ်ဆိုလားဟလာ အဲ follower ရှာတယ်အဲအဲ့လိုလိုမျိုးဆိုလို့ရှိရင်ဒီလိုမျိုးမုံမကလွတ်ပြီးတော့မမမကန်လွတ်ပြီးတော့ light တင်နေလို့ရှိရင်ဒါလူတွေအထူးဆန်းဖြစ်ပြီးတော့ကြည်တော့ဒါ viewer တွေတက်တာပေါ့เนาะအဲ့တော့ဒါလေးကိုဦးစင်ကအဖြစ်ရှာပေးတာပါဒါကပြောင်းလိုက်တဲ့အကြောင်းဒါကတော့သူ့ရဲ့ဝိနေကြအကြောင်းအခုဒီဘက်မှာကြည်တဲ့ခါကျတော့ဒါအခုလောလောဆယ်ဆရာတော့အစိမ့်ဝစ်ပါတယ်အစိမ့်ရောက်သင်ခန်းကြီးနဲ့ မိုင်မိုးဆရာတော်ဘုရားကြီးဆိုပြီးတော့နာမည်ကြီးနေတဲ့အရာဒါကူဦးစင်းတို့ပြန်ပြီးတော့ချင်းကြီးတဲ့အခါကျတော့ဒါမျိုးအဝါရောင်ဒါပြန်တွေ့ရတယ်ပေါ့အဲ့တော့ဒီကနေ့ဦးစင်းဒါလေးကိုဘုသူတရဖို့အတွက်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီကနေ့မျှဝေပေးတဲ့အထက်မှာဦးစင်းမြတ်စွာဘုရားဟောကြားတဲ့တရားတော်မပါဘူးမြတ်စွာဘုရားရဲ့တရားတော်မပါတော့လည်းပဲဘာသာသာသနာမှာဒီလို ဘာသာရေးသာသနာရေးမှာတချို့အထင်အမြင်လွဲမှားတာတွေရှိတယ်ပေါ့အမောက်အမန်ထင်းအမောက်အမားထင်းဘုရားနဲ့ပတ်သက်တရားနဲ့ပတ်သက်တန်ခါနဲ့ပတ်သက်ပြီးတော့ထင်အောင်ထင်မှားတွေ ਨੇ ပြောကြဆိုကြဝေဖန်ကြတယ်ပေါ့အဲ့တော့ဒီဗီဒီယိုဖိုင်လေးတွေကိုဒီဗီဒီယိုဖိုင်လေးနှစ်ဖိုင်ကိုပေါ့ဥစဉ်ပြတဲ့ဖိုင်လေးနှစ်ဖိုင်ကိုဥစဉ်ရဲ့ဒါပြတ်တမှုကိုကြည့်ပြီးတော့ဩဒီလိုလဲဖြစ်နိုင်ပါလားဆိုတာကိုဝေဖန်သုံးသပ်ပြီးတော့ဒါကိုသင်ခန်းစာယူပြီးတော့တခြားတခြားကိစ္စတွေမှာလည်းပဲ ဒါအစောတက်လည်းရင်အမှားမှန်ကို မဆုံးဖြတ်တော့ဘဲနဲ့ကိုကဘူတုတမရှိတော့ဒါအစောတက်လည်းရင်ဆုံးဖြတ်မှာပဲဘူတုတရှိတော့အမှားမှန်ကိုအစောတက်လည်းရင်မဆုံးဖြတ်ဘဲနဲ့ဒါဝေဖန်စဉ်းစားဝေဖန်ပိုင်းခြားပြီးတော့မှအမှားမှန်ကိုဆုံးဖြတ်မှာ ဖြစ်တယ်ပေါ့ဒါသင်ခန်းစာရောက်ဝိုင်းရင်ဒါမိမိရဲ့အတိညာဏ်မှာဩတို့ဒီဗီဒီယိုပိုင်းနဲ့ပတ်သက်ပြီးတော့တို့ကတော့ဒီလိုဆုံးဖြတ်ထားတယ်ပေါ့သို့တော်လည်းပဲ ဦးစင်းပြတာလေးကိုကြည့်ပြီးတော့အေးဒီလိုလဲဖြစ်နိုင်တာပဲဆိုတော့ဒါအတိလေးရသွားတယ်သင်ခန်းစာလေးရသွားတယ်ဒါကိုအကြောင်းပြုပြီးတော့တခြားတခြားကိစ္စတွေမှာလည်းပဲဩတချို့ကိစ္စတွေဟာအစောတက်လျင်ကိုထင်းတယ်လို့စွပြောလို့မရဘူးစွဝေပန်လို့မရဘူးဆိုတာကိုဒါသိရှိ နားလည်သွားကြမှာပဲဖြစ်ပါတယ်ဒါကဘူတုတအရာကိုအတွက်ပါအဲ့တော့ဒီဗီဒီယိုဖိုင်နဲ့ဖိုင်နဲ့ပတ်သက်ပြီးတော့အဒါကတော့အမှန်တရားပဲဒါကတော့အမှားပဲလို့ဦးစင်ကဒါအတိအကျမပြောဘူးเนาะဒါဆရာတော်ဘုရားဝတ်ထားတာဒီအကြောင်းပါဒါကို ဒီလိုအစိမ်းအောင်လှုပ်ထားတာပါလို့ဥစဉ်အတိကျမပြောပါဘူးเนาะဒီလိုဖြစ်နိုင်တယ်လို့ပဲဥစဉ်ကတော့ဝေဖန်သုံးသပ်ပြတာပါအဲ့တော့ဒီမှာကတော့ဒီလိုအစိမ်းအောင်ပြောင်းလိုက်တယ်ပေါ့တကယ်တမ်းသူဝိထတာဒီလိုအဝါရောင်အဲ့ဒီဒီအဝါရောင်ကိုဥစဉ်ကဒီလိုအစိမ်းအောင်ပြောင်းပေးလို့ရတယ်ပေါ့เนาะကဲအလုံးစုံဓမ္မချစ်ခင်သူတော်ဇင်များအလုံးဘာသာရေးနဲ့ဒါဆက်လျင်းတယ်ပေါ့နော်ဘာသာရေးနဲ့ဆက်လျင်းတယ်ဘုရားတရားတန်ခါနဲ့ဆက်လျင်းတဲ့အတွက်ကြောင့်မို့လို့ ဒါနဲ့ပတ်သက်ပြီးတော့ဘုသူတများဦးဇင်းတို့အားလုံးသောဓမ္မချစ်ခင်တူတော်စင်များဘုသူတများတို့ဘွားရရှိကြပါစေ။ကဲအားလုံးသောဓမ္မချစ်ခင်တူတော်စင်များဦးဇင်းရဲ့ဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲ။အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာအသက်ရှိကြစွာနဲ့တာသနာအကျိုးကိုလည်းပဲဆတတ်တဲ့ဘုသူတွေဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မျက်နှိပ်ပံသူဝင်ရောက်နိုင်ကြကုန်သည့်တာသနာပြုတူတော်ကောင်းသူမြတ်လောင်းများဖြစ်နိုင်ကြပါစေ။